တရားရုံးတွေတရားဥပဒေစိုးမိုးရေးအခြေအနေကိုရန်ကုန်တိုင်းဒေသကြီးတရားစီရင်ရေးဥပဒေစိုးမိုးရေးနဲ့တိုင်ကြားဆောင်များတနားခံဆောင်များစီစည်းကော်မတီကဇန်နဝါရီလ29ရက်နေ့ကတောင်တကုံဒကုံစိတ်ကမ်းမြို့နယ်တရားရုံးဥပဒေရုံးနဲ့မြို့နယ်ရဲစခန်းတွေကိုကြီးစုလေးလာခဲ့ပါတယ်ဥအာကာကသတင်းပေးပို့ထားပါတယ်ရှင်။ ရန်ကုန်တိုင်းဒေသကြီးတွေကတကုံတောင်တကုံစိတ်ကံမြို့နယ်တရားရုံဥပဒေရုံနဲ့မြို့နယ်ရဲစခန်းတွေကိုကွင်းစင်းလေ့လာတဲ့အစီအစဉ်ရဲ့နောက်ဆုံးနေ့အနေနဲ့ရန်ကုန်တိုင်းဒေသကြီးတရားစီရင်ရေးဥပဒေစိုးမိုးရေးနဲ့တိုင်စာများအသနာခံစာများစီစီရေးကော်မတီကတောင်းရှိသူတွေဟာဇန်နဝါရီလ29ရက်နေ့ကကွင်းစင်းလေ့လာနေတာပါအဓိကတော့ကွင်းစင်တာရဲ့အဓိကဆောင်ကတော့တရားရုံးတွေကဒီတရားစီရင်စနစ်ဖြောက်မှန်ဖို့နဲ့တိစောင်းတဲ့တရားရုံးစီရင်စနစ်ကိုပြန်လည်တက်မှတ်ဖို့တွေတရားရုံးတွေအဲ့ဒီကစင်ပြီးတော့ ဘယ်လက်ဘူးခင်းစင်တဲ့တရားစီရင်စီဖြစ်ပေါ်မှုတွေဒါကြောင့်ပြီးတော့အကြံပြုဆွေးနွေးနေဖြစ်ပါတယ်။လေးလာချက်တွေအရရန်ကုန်တိုင်းဒေသကြီးတွေကတရားရုံးအချို့မှာအမှုပွဲစားပြဿနာတွေကိုတွေ့ရှိနေရတယ်လို့ဆိုပါတယ်။အဓိကအားလေအနေချက်ကတော့တရားတရားရုံးတွေမှာတော့ဒီအမှုပွဲစားတွေပေါ့ရှင်းနေအငယ်ဒီအမှုပွဲစားတွေတရားရုံးရဲ့အောက်လက်ဝန်ထမ်းတွေပေါ့ရှေးဘက်စီတွေအမှုတွေတွေနဲ့ဆက်ဆံပြီးတော့ ရေးတောင်းဆိုမှုတွေရှိတယ်ဆိုတာတွေမှုတွေဒီစီရဆန်းရတာပြင်တရားရုံးချုပ်တွေဟာကျင်းမြောင်းနေပြီးအချုပ်သားတွေအတွက်အခက်အခဲတစ်ခုဖြစ်နေတယ်လို့စစ်ဆေးတွေ့ရှိခဲ့ပါတယ်တရားရုံးချုပ်တိုင်းကကျင်းတယ်နောက်ပြီးခုနပြောသလိုဟိုဒီဒီမိသားစုလာတွေ့ရတဲ့အချိန်မှာလည်းပေါ့နော်နည်းနည်းလေးကတိကောက်ဖြစ်တာပေါ့နော်နောက်တော့ CRO တွေပါတယ်တော့နေဖို့ကတော်တော်များများကတိကောက်ပဲအကုန်လုံးမှတ်တမ်းတင်ထားပဲအဲ့ဒါတွေကတော့တီးသန့်မျိုးပေါ့ဒီတရားရုံး ဟိုတရားရုံးမျိုးတိုင်းဒေသကြီးတရားရုံးမျိုးဟိုဟိုအကြံပြုမယ်ပေါ့နော်ဒါတွေဟာအခြေရဝန်းဝန်းနဲ့အတီးတန်လေးနဲ့ခုနလိုမိသားစု လာတွေ့တဲ့ခါမှလည်းအဆင်ပြေမှုရှိအောင်ဘာလို့ဆိုတော့တို့ကချုပ်သားပြီမယ်လူသားတွေပဲလေတရားရုံးနဲ့ရေစကန်ကြီးကကွင်းစင်းလေးလာတွေ့ရှိချက်တွေကိုလာမယ့်အတိုင်းဒေသကြီးလွှတ်တော်မှာအစီရင်ခံစာတင်သွင်းသွားမယ်လို့ဆိုပါတယ်အဲ့ဒါပြည်သူတွေကလည်းအခုတို့ဒီလိုသွားရဆိုရင်တရားရုံးဘက်ကိုရောရေစကန်ဘက်ကိုရောအော် ပြည်သူတွေကလည်း ဟလာယုံကြည်မှုမြင်မားလောက်အောင်ကိုတို့ကကွင်းစင်လေ့လာပြီးတော့ဒါတွေကိုလည်းအစင်းခံစားတင်အောင်ပါပါเนาะတွေးရှိချက်တွေတီးသန့်တတ်တ်ဆိုလဲတီးသန့်တတ်တ်နောက်ပြီးတော့အားလုံးဟိုဘောခြုံငုံပြီးတော့လဲတင်ပေးပါပါเนาะရှမ်းကုန်တက်ဒေသကြီးတရားစီရင်ရေးဥပဒေစိုးမိုးရေးနဲ့တိုင်စာများသနာခန်စာများစီစီရေးကော်မတီအနေနဲ့ကိုကိုကျွန်းညွန့်တွေကလွဲပြီးကြံညွန့်နဲ့44မြို့နယ်ကတရားရုံးဥပဒေရုံးနဲ့ရေးစခန်းတွေကို2016ခုနှစ်ဩဂတ်လကစပြီးကွင်းစင်းလေ့လာခဲ့ပါတယ်။ ちの赤は